passion ကနေ business ဘက်ကိုဘယ်လိုကုလာလဲကျွန်တော် passion ကိုကျွန်တော် ရှေ့ဆက်ပြီးတော့ grow ဖြစ်ဖို့ဆိုရင်ကတော့ business ကတော့မဖြစ်မနေလောက်အောင်ပါเนาะဖြစ်နိုင်ရင်တော့ကျွန်တော်အကူအတည်ရမလားဘာမှကျွန်တော် business ပိုင်းကိုကျွန်တော်သွားเสียမှာမလုပ်ဘဲနဲ့ကျွန်တော်ရေမွေးတွေပဲကျွန်တော်စုနေကျွန်တော်ရေမွေးတွေအကြောင်းပဲကျွန်တော်တစ်ချိန်လုံးထိုင်ပြောနေမိတယ်အဲ့လိုမျိုးအရင်လုပ်ချင်တာပါဒါပေမဲ့ budget မရှိဘူးလေကျွန်တော်စီမှာ ကိုယ်ကကိုထောက်ပံ့ရတာဆိုတော့အဲဆိုတော့ရေမွေးတွေကိုကျွန်တော်ခွဲရောက်မှုတော့ကျွန်တော်စပြီးလုပ်ခဲ့တယ်။နိုင်ငံခြား review အညွှန်းလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်စီမှာတုံးဖို့ဆိုတာဘလုံးမှမဖြစ်နိုင်ဘူး။ဟုတ်တယ်ဟုတ်တယ်။စမ်းကြည့်ဖို့တော့ဘလုံးမှမဖြစ်ဘူး။ကျွန်တော်တို့ show run သွားရင်လည်းရှိတဲ့ရေမွေးဆိုတာလက်ချိုးရေလို့ရတယ်ကျွန်တော်တို့စမ်းလို့ရတယ်ဆိုတာနာမည်ကြီး brand တွေဆိုပို့တော့ဆိုးတာဗောနော်ရှင်နေတွေပါဆိုဒီရောတွေပါဆိုဒီမှာ tester blink ဒီမှာမထားပြီဟုတ်လားကစင်းရဲ့ ်သိဘူးကျွန်တော်ကျွန်တော်အားရနေပြီးတော့ကျွန်တော်ရဲ့ business ကတဖြည်းဖြည်းပေါက်ဖွာသွားတာပေါ့နော်ကျွန်တော် review ကြည့်ရတခြားကျွန်တော်ရှိမွေးစမ်းကျင်တာရှိရဲဆိုတော့ကျွန်တော်လိုမျိုးမဖြစ်အောင်ကျွန်တော်ဘယ်လိုလုပ်ပေးလို့ရလဲဆိုတော့ကျွန်တော် collection เนี่ยကျွန်တော်ခွဲပြီးရောင်းပေးဖို့ကျွန်တော်စုံဖြတ်လိုက်တာပေါ့ Ah that's a very good idea အဲ့လိုမျိုးကျွန်တော်ခွဲရောင်းပေးလိုက်တာအခုအခုဆိုအခုယုံလားမသိကျွန်တော် customer ပေါ့အားလုံးပေါင်းလူနှစ်သိန်းလောက်ရှိဟုတ်လားနည်းနည်းတော့မဟုတ်နော်အဲ့ဒါလားရှိတယ်နည်းနည်းတော့မဟုတ် တတော်တော့ကြာပြီဒီမှာအဲ့လောက်လောက်ဖြစ်သွားပြီဒီမှာတော့လုံးဝရင်မွေးကချာကြီးကလုံးဝဘူးဖြစ်သွားပြီပေါ့နော်အခုချိန်မှာဆိုရင်တော့ဟုတ်ဒီမြန်မာနိုင်ငံရဲ့ရင်မွေး industry တခုလုံးကိုကလက်ဝက်ကြီးအုပ်ထားတာပေါ့နော်လက်ဝက်ကြီးကိုအုပ်ထားပါဒီလိုဖြစ်ပွားသွားကျွန်တော်အနောက်ကနေတွန်းပြီးလက်ဝက်ကြီးမဟုတ်လက်ဝါတေးတေးလေးနဲ့အုပ်ထားလူနဲ့သိန်းတောင်ရှိတယ်ပေါ့နော်လက်ဝက်ကြီးကအုပ်ရင်တော့နော်ဟို54 million လောက်တော့မှအုပ်နိုင်မလားမသိဘူးပေါ့နော် လူတစ်သိန်းဆိုမနေဘူးเนาะဒီလားဂျီမွေးကိုသူတို့ testing လုပ်ဖို့အတွက်ရောင်းတယ် consulting ကိုတရက်ကိုအယောက်30ဆိုတော့ဒါနည်းတဲ့တူဦးရေမဟုတ်ဘူးတော့ထင်တယ်ပေါ့เนาะ it's such a great business ပေါ့เนาะကောင်းကြီးပါတယ်ပေါ့เนาะဘာလို့လူငယ်တယောက်ကအဲ့လိုမျိုးကိုယ့်ရဲ့ passion ကနေ business ပြောင်းဖို့ဆိုတာခက်တယ်ပေါ့เนาะတချို့လူတွေဆိုရင် passion နဲ့အလုပ်လုပ်ပြီးမှတမင်ငတ်နေတဲ့တူရှိရပေါ့เนาะ game stream လုပ်တဲ့တူရပေါ့เนาะအရင်ကပေါ့เนาะ passion အရင်ရှိရဒါပေမဲ့ income မရှိဘူးပေါ့เนาะ view များတိုင်းပတ်စံတအားရရလို့ထင်ကြရပေါ့နော်အခုနောက်ပိုင်းတော့ yes ပေါ့နော်ဒါ monetization တွေဝင်လာတဲ့အတွက်ကြောင့်ပေါ့ဒါပေမဲ့ဒီဒီယိုတော့ဆိုရင်500 million view လောက်ရှိမှဟာကိုတပြားမှမရလိုက်တပြားမှမရလိုက်ပေါ့နော်ဒါဒီဒီယိုကဒီ content creation ကိုမြန်မာနိုင်ငံမှာ pioneer အနေနဲ့ဆက်လာတဲ့အခါမှာပေါ့နော်အခုဆိုရင်7နှစ်9နှစ်လောက်ရှိပြီပေါ့နော်အဲ့တော့အရင်တော့ဆိုရင် monetization မရအောင်လေအဲ့တော့ဒီ kick ကလေးတွေကအရင်ကန်ကောင်းတယ်လို့ပြောလို့ရတယ်ဘာလို့လဲကိုက view များရင်ပတ်စံရတယ်ပေါ့နော်အဲ အားနဲ့ရက်တည်လို့ရတယ်ပြင်ကိုယ့်ရဲ့ passion ကို business ပြောင်းနိုင်တော့အကောင်းဆုံးပဲပေါ့နော်ပြောင်းလဲပြောင်းတဲ့မှာလေ passion ကို business ပြောင်းရင်ပိုပြီးမှစီးပွားရေးအောင်မြင်ရပိုလွယ်တယ်လို့မြင်တယ်ဟုတ်တယ်ပြီးတော့ဟိုအလောက်ကိုအလောက်လုံးနေရတယ်လို့မခံစားဟုတ်တယ်ဒီလိုရဲ့ passion ကဒါစာအုပ်ဖတ်တာပေါ့နော်လူငယ်တွေကိုလည်းစာဖတ်ခိုင်းစေချင်တယ်ပေါ့နော်အဲ့တော့ကြောင်ညာတခါတည်းကောက်ဝင်လိုက်ပြီပေါ့နော်ကျွန်တော်လည်းပေါ့နော်အဲ့တော့ဒီဟိုရွှေနှုတ် application ဆိုတာပေါ်လာတယ်ပေါ့နော် brother တိလာတော့မသိဟုတ်နော်အဲ့တော့ဒီဟိုရွှေနှုတ် application ဆိုတာကဒါစာအုပ်တွေဖတ်လို့ရတယ် တော့မြန်မာမြန်မာလူငယ်တွေကပြင်းနေဗျာပြင်းတော့โอเคသူတို့မဖတ်ချင်ဘူးဆိုရင် audio နားထောင်ပေါ့နော်အဲ့တော့ audio book လုတ်လိုက်တယ်ပေါ့နော်အဲ့တော့ဒါ passion ကနေစီးပွားရေးဖြစ်လာတာပေါ့နော်အခုဆိုရင်ခုနှစ်သိန်းလောက်ရှိပြီကျွန်တော် application download ချရတူလေပေါ့နော်မနေဘူးပေါ့နော်ဒီနှစ်ကုန်နောက်နှစ်ဆက်လာဆိုရင်တော့တသန်းပြည့်သွားမယ်ပေါ့နော်မြန်မာနိုင်ငံမှာဒီ entertainment app မဟုတ်ဘဲနဲ့ပေါ့နော် educational app မှာဆိုရင် download အချက်ဆုံးလို့ပြောလို့ရမယ် ်ထင်တယ်ပေါ့နော် fashion ကို business အနေနဲ့ဟိုပြောင်းခဲ့ရပေါ့နော် bra လည်းတုံးကြည့်ပါအောင်ပေါ့နော် lifetime လက်ဆောင်ပေးပါမယ်တတီပေါ့နော်အဲတုံးမယ်ဆိုရင်ပေါ့နော်ဟုတ်ပြီကျွန်တော်တောင်းကြည့်လိုက်မယ်တုံးပြီးမှကြိုက်လဲနော်နည်းနည်းပါးပါးကြညာပေးပေါ့နော်တော်ပါတော်ပါညိုင်းပြီးရအာဟုတ်တာပေါ့